နေ့စုစံအပြင်ထွက်လေဖြစ်ပါတယ်။ဒါကတော့စုစံတို့နှစ်ယောက်အပြင်ရောက်တော့နှစ်ယောက်သားရိုးနေတာပါ။စုစံကကိုရီးယားစာစားခြင်းလို့ chef fee မှာစံစားနေကြဆိုင်လေးကိုသွားနေရဖြစ်ပါတယ်။ရောက်တဲ့နေရာမှန်သမျှအကုန်တပုံရိုက်ပါတယ်။စုစံစာနေစာဆိုင်နာမည်ကရှူယိုမမဲတော့တင်တာပဲဒီစံတို့ရောက်တဲ့အချိန်ကနေ့လေ3နာရီဆိုတော့ဆိုင်မှာလူရှင်းနေတယ်အေးစစ်စစ်ပဲ ူဇန်ကအဲ့လိုတဆိုင်ဆိုင်ရောက်လို့ရှိရင်ဇူဇန်ကအမြဲစားနေကြဟာကိုပဲပြင်ပြန်စားတတ်တဲ့အချင်းရှိတယ်ပေါ့နော်အခုကဒီ barbecue set လေးရယ်နောက်ဒီ seafood pancake လေးရယ်ဝတ်တာအာပင်ပင်ပက်လေးရယ်မှာမှာဖြစ်ပါတယ်ဆူဇန်အပြင်ရောက်လို့ရှိရင်ဆူဇန်ကအဲ့လိုအေးတွေထပ်ပေါ့နော်ဆူဇန်တီးတောက်တာများပါတယ် ဒီဆက်လေးကတော်တော်တန်နေသီလားအသားကအလိုပေါ့လေးမျိုးပါတယ်အမဲသား2မျိုးဝက်သား2မျိုးနဲ့အရသာနှစ်ထားပြီးသားပစွန်လည်းပါတယ်ပေါ့နော်မဆိုးသူရဲ့ပိုရှင်ကအရင်မသေးဘူးလောက်တယ်နှစ်ယောက်ကိုအေးအေးဆေးဆေးလောက်တယ် ်ဆူဇန်ကတော့မေသားစားပါဘူးဆူဇန်မျိုးသားတော့မေသားစားတယ်ဒီဆိုင်မှာဆူဇန်အများရန်စားဖြစ်တာဒီဆီဖူးပန်ကိတ်ပေါ့เนาะဆူဇန်အရန်ချိုက်တယ်သူကအလိုစီလဲမများဘူးအလိုချက်ချောက်ကက်ကက်လေးနဲ့အရသာတော်တော်ရှိတယ်ပေါ့เนาะသူ့ရဲ့ sauce လေးနဲ့တူဆိုင်တယ်လို့တော့ကတီမီကွိဒါကတော့ပင်ပင်ဘက်ပါပင်ပင်ဘက်ကတော့ဆူဇန်တင်နေပေါ့နော်ပုံမှန်ပဲပေါ့အရန်ကောင်းနေပါညာအလောက်ကြီးတော့မခံစားရပါဘူးစားလိုက်ရိုက်လိုက်ပဲပြေးလိုက် ဒီဆိုင်ကစုံဝင်နေကြ Asian ဟိုပစ္စည်းရောင်းတဲ့ဆိုင်နဲ့လည်းနီးရဲဆိုတော့စမ်းစားပြီးလို့ရှိရင်လိုရာလေးတွေဝယ်ပြီးရင်တော့ပြန်လို့ရပါပြီ။ဒီဆိုင်မှာကငွေသားနဲ့ရှင်းလို့ရှိရင်10% off ရှိတယ်เนาะအဲ့ဆိုင်သွားစားမယ်ဆိုလို့ရှိရင်ငွေသားယူသွားဖို့မင်းနဲ့เนาะ ဇနုနှစ်ယောက်ကအလိုအေးအေးဆေးဆေးပြင်ထွက်ပြီးစားကြနာလေးစားပြီးအလိုဟိုကြည့်တီကြည့်လောက်ရအောင်ပူကြိုက်တယ်ပေါ့နော် အလိုလောက်ရတာဇနုနှစ်ယောက်အတွက်ပူပြီး relaxing ဖြစ်တယ်ကိုရောဘိုက်တင်းသွားပါပြီအဆုံးထိကြည့်ပေးလို့ကျေးဇူးပါတတား